မိုင်းထောင်ကြီးစပီးစီးပြိုင်ပွဲမှာအသက်ကြီးလို့ပြိုင်ပွဲဝင်ခွင့်မရသူကပြိုင်ပွဲဝင်နေတဲ့အရက်စောပြီးပန်းဝင်ခဲ့1950ခုနှစ်ကဆွေဒီနိုင်ငံတွင်ဖြတ်တန်းရတဲ့စပီးဂျီလော့ဘန်စပီးစီးပြိုင်ပွဲမှာအသက်65နှစ်အရွယ်အမျိုးသားဟာကန်ဆန်ကိုပြိုင်ပွဲဝင်ခွင့်မပေးခဲ့ဘူး1965မိုင်အကွာအဝေးတည်စပီးစီးရမယ့်ပြိုင်ပွဲမှာချင်းပြိုင်ဖို့ဟာကန်ဆန်ကအသက်ကြီးလို့နေပြီလို့ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေကယူဆလို့ပါပဲဒါပေမဲ့ဟာကန်ဆန်ကတော့လက်မလျှော့ခဲ့ဘူး သူကနံပါတ်0လို့ရေးထားတဲ့အင်ဂျီကိုဝှစ်စင်ပြီးတာထွက်မဲ့နေရာကိုရောက်လာခဲ့တယ်။ပြိုင်ပွဲဝင်ခွင့်ရသူတွေတာထွက်ပြီး10မိနစ်အကြာမှာဟာကန်ဆန်ကတာထွက်ခဲ့တာပါ။တခြားပြိုင်ပွဲဝင်တွေအိတ်ဆက်ချိန်မှာလည်းအာကန်ဆန်ကမအိမ်မနေစက်ပြီးနင်းခဲ့တယ်။သူကတနေ့ကိုတနာရီသားအနားယူခဲ့တယ်။6ရက်14နာရီ20မိနစ်အကြာမှာတော့ဟာကန်ဆန်ကပန်းဝင်ခဲ့ပြီးနောက်ထပ်24နာရီကြာမှသာအယဝင်ရှင်ပြိုင်ဝင်ရသူတို့ပန်းဝင်လာခဲ့တာဖြစ်ပါတယ်။ မမိတ်မတော့ကြိုးပမ်းအားထုတ်ခဲ့တဲ့ဟာကန်ဆန်ရဲ့အောင်မြင်မှုကြောင့်စပီးသီးသမားတွေအာအသိခံရုံနဲ့မကပဲဆွီဒင်နိုင်ငံရဲ့အမျိုးသားသူရဲကောင်းအဖြစ်ပါနာမည်ရရှိခဲ့တယ်။သူ့ကိုလူတွေကတမ္မဏိအဖို့လို့လဲချစ်စလို့ခေါ်တင်ခဲ့ကြပါတယ်။ဟာကန်ဆန်ကနောက်ပိုင်းနှစ်တွေမှာလဲတာဝဲခရီးတွေစပီးစီးနင်းခဲ့ပြီးအသက်83နှစ်အရွယ်မှာလဲဆွီဒင်ကနေအစ်စရဲနိုင်ငံဂျေရူဆလင်မြို့ထိစပီးနင်းခဲ့ပါတယ်။သူဟာအသက်100နှစ်အထိအသက်ရှင်ခဲ့ပြီး1988ခုနှစ်မှာကိုယ်လွန်သွားခဲ့တယ်။ သူ့ပွဲလုံသွားပြီမဲ့ကြီးမားတဲ့အောင်မြင်မှုတွေရယူဖို့အသက်အရွယ်ဟာအတားအဆီးတစ်ခုမဟုတ်ဘူးဆိုတော့တက်သေးပြမှုကတော့နောက်လူတွေအတူယူစရာစံပြနမူနာဖြစ်ကြံ့ရည်နေသေးပါပဲဟုတ်ကဲ့ပါခင်ဗျာအခုလိုဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာမို့ကျွန်တော်တို့ရဲ့ Mandate Power Play လေးကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးများတင်ရှိပါတယ်ခင်ဗျာ